မန္တလေးရှမ်းမြောက်လမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီဂိတ်တွေကငွေတောင်းကျန်းနေတာကြောင့်လာရှိုးမြို့မှာကုန်စည်နှုန်းသုံးဆမြင့်တက်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ခွန်စော်ဦးပြပို့ထားပါရယ်ရှင်။မန္တလေးမြို့ကနေရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုသွားတဲ့လမ်းကြောင်းတွေပေါ်ကစစ်ကောင်စီဂိတ်တစ်ခုတည်းကိုပင်ကားငယ်တစ်စီးကိုကျက်သုံးတော့ကနေတသိန်းခွဲထိဖြတ်တန်းကတောင်းနေတာကြောင့်လာရှိုးမြို့မှာကုန်စင်းနှုံးနေ၃ဆလောက်မြင့်တက်နေတယ်လို့မြို့ကန်တွေကဆိုပါတယ် တောင်ပိုင်းကပဲပတ်ပတ်ကြောက်ဒီလိုဒီဘက်ကပဲပတ်ပတ်ပြီးရတာများတယ်လေအဲ့ဒါနေသွားတယ်ဆိုဥမာနန်းလံပတ်လိုင်းကားဆိုလို့ရှိရင်ဥမာ CDP အဲတပတ်ဝစ်ကားဆိုရင်3000နဲ့အဝင်ဝင်ထွက်ထွက်နော်ဒီအာရာဖတ်ဆိုလို့ရှိရင်ဥမာ5000ဒါဝင်ဝင်ထွက်ထွက်အဝင်ဆိုရင်လည်း5000အပြန်ထွက်မယ်ဆိုလည်း5000တောင်းနောက်အန်စာ3000ကားဆိုရင်7000กว่าစဉ်းစားကြည့်လိုက်ခွက်ကလေးနဲ့သွားတာကွာနော်သတိငွေပေးရတယ်ကွာစဉ်းစားကြည့်အဲသတိငွေပေးနိုင်ရင်ကွာမပေးနိုင်ရင်ပြန်လှည့်အဲ့လိုတွေလောက်တာ တံပန်းတန်ကားမှလုတဲ့စူသွားလေးဝယ်လိုက်တာကဒီမှာကဟွာပဲရှိတယ်အထောက်200ပဲရှိတာပုံမှန်ဆို3500 4000လောက်ဖြစ်နေရဆိုတော့ဘာပဲပြောပြောလေနောက်ဆက်3000လောက်ဖြစ်သွားတာပေါ့ MNDA ကုကတ်တက်ဥဆောင်တဲ့တော်လိုင်းတက်ဖွဲ့တွေကတိတ်ပိုက်ထားတဲ့လာရှုမြို့ကိုတရုတ်နိုင်ငံရဲ့ဖိအားကြောင့်စစ်ကောင်စီကိုပြီးခဲ့တဲ့ဧပြီလကပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။အဲလိုလွှဲပြောင်းပေးပြီးနောက်ပိုင်းလာရှုမြို့ဝင်မှာ MNDA ကစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေကို မြို့တွင်းကိုတည်ဆောင်တာရှိမရှိစစ်ဆင်းနေပါတယ်။မြို့တွင်းကိုပြန်လည်အခြေချခွင့်ရခဲ့တဲ့စစ်ကောင်စီကတော့ AD တရားမှာဖြတ်တန်းသမျှကားတွေကိုအဓမ္မငွေတောင်းတာတွေရှိနေတယ်လို့မြို့ကန်တွေကဆိုပါတယ်။ အဲဧတိတရာနေအထွက်ကားဆို9000အဝင်ကားဆို3000အဲဒီဥနံပါတ်နဲ့ကားကြီးတွေနော်တင်လာပဲဆိုဒီဥဝင်2000ဘာမှလေးဆက်သိန်းလောက်တောင်းလို့ရှမ်းမြောက်မှာပြေးဆွဲနေတဲ့ကုန်တရင်ခီးတဲ့တင်ရင်နဲ့အိမ်စည်းကားတွေဟာစစ်ကောင်စီအပြင်တက်ဆိုင်ရာဒေတာလိုက်တိုင်းရနာတက်ဖွဲ့9ဘွဲလောက်ကိုငွေကြန့်တောင်းကနန်းကနေပိန်ကနန်းထိခောက်ကြီးလစင်ကြီးနှစ်စင်ကြီးတွေပေးဆောင်နေရတာပါ အဲ့လိုပေးဆောင်နေရတာဟာဝင်နဲ့အားမမျှတာကြောင့်တချို့ကားဂိတ်တွေပိတ်ထားရတာရှိပါတယ် KI ကိုလည်းဆောင်ရတယ် asset ပြည်ကိုလည်းဆောင်ရတယ်အခုစီးပွားအရင်လိုလည်းမဖြစ်နိုင်တော့ဘူးထင်တယ်တော်တော်လေးကိုလည်းငလင်တန်အကြောင်းစီးပေးတဲ့အကြောင်းအကုန်လုံးတော့ပြပုံနေလို့ဖြစ်ကုန်ပြီဟိုကိုရတာ10လောက်ရတယ်သူတို့အခွန်ကောက်တာ20လောက်ဖြစ်နေပြီအခွန်အခတွေကျွန်တော်ကကြောက်နေ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘက်က2023အောက်တိုဘာမှာစတင်ခဲ့တဲ့တစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ရေးနောက်ပိုင်းမန်လေးကနေရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုဘက်ကိုသွားမယ်ဆိုရင်ပြည်တော်စုလမ်းမတိုင်းသွားလို့မရတော့လို့ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကနေပတ်သွားရင်သွားဒါမှမဟုတ်ကွန်းလန်းတွေကနေသွားနေရပါတယ်လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေပါတယ် ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကိုတင်ပို့မဲ့စားတောက်ကုန်စေဝါကုန်စည်ပစ္စည်းတချို့ကိုလည်းကန့်တက်ပိတ်ပင်ထားပါတယ်ကျွန်တော်ခွန်စောဦးပါ